ဘောက်ဆင်းချန်ပီယံဆန်ကာတစ်ကိုစူပါရီချမ်းဖြိုနိုင်မလားအလုံးမမင်္ဂလာပါခင်ဗျာ 3K5 ကနေပြန်လည်ပြီးတော့ဂျိုးဆူလိုက်ပါတယ်စူပါရီချမ်းဆိုရမြန်မာပရိသတ်တွေရဲ့မျှော်လင့်ချက်ပါအခုတူက1မှာပြိုင်ဘက်တင်းနဲ့ရင်ဆိုင်တော့မေး1 Friday 500ပါစူပါရီချမ်းက Time Boxing Fighter ဆန်ကာတစ်နဲ့ရင်ဆိုင်သွားမှာပါသူရင်ဆိုင်မဲ့ပြိုင်ဘက်တစ်က1ပြိုင်ပွဲအတွေ့အကြုံမရှိပါဘူးဒါမဲ့ Time တိုက်ခိုက်လောကကြီးကျယ်ပွင့်ဖြစ်ပါတယ်ထိုင်းနိုင်ငံမှာလူတိုင်းကမွေထိုင်းကစားနေပြီမြေ စူပိုင်ချန်ပြိုင်ဘက်အသစ်ကဘောင်စင်ကစားခဲ့ပါတယ်သူ့နာမည်ကတော့ဆန်ကတိပါဆန်ကတိကနောက်တိုင်းဆန်နဲ့ဘောင်စင်ကိုပို့ပြီးတော့သဘောကျဆွဲလန်းခဲ့ပါတယ်သူ့ရဲ့ဆွဲလန်းဆဲကိုအောင်မြောင်ပုံသွင်းနိုင်ခဲ့ပါတယ် WBA မှာ Super Lightweight တန်းချန်ပီယံဖြစ်တဲ့ဒီဆန်ကတိအောင်မြင်ခဲ့ပါတယ်ဆန်ကတိရဲ့အဖေကသူ့မျိုးဆက်တွေကိုမွေတိုင်းမကစားစီပဲဘောင်စင်ကစားခိုင်းခဲ့တာပါဆန်ကတိကအသက်၁၀နှစ်ကျော်အရွယ်ကလေးကဘောင်စင်စကေးကိုပြသနိုင်ခဲ့ပါလေ။သူရဲ့ခေါင်းဆောင်ဆိုင်ကိုပြသပြီးတော့ပါမီရှင်တူဦးဖြစ်နေရက်တီခဲ့သူပါ။ ဇာကာတိကရော်ထန်ရောက်ပါလေဖြစ်ပြီးတော့သူ့ရဲ့လေးကျင်အစီအစဉ်တွေကကောင်းမွန်ပြင်းထန်ပါလေ။နောက်25ခုနှစ်တွင်းမှာဝမ်ပြိုင်ပွဲအစဉ်တန်းပို့ပြီးတော့မြင်းမောင်းအောင်ရွယ်ပြီးပွဲကောင်းတွေစီစဉ်နေတဲ့ချက်ထရီကဇာကာတိကိုစာတုပ်ချုပ်ကတိမ်သွင်းထားပါလေ။ပေါင်စင်စားမပွားမှာပရိသတ်ခိုင်းမှာရာပြီးသားထိုင်းနိုင်ငံတိုက်ခိုက်အာကစားနီရဲ့ဂုံကုံမြင့်တင်ပေးနေတဲ့ဇာကာတိရဲ့ပုံရိပ်ကိုအကောင်းဆုံးအသုံးချဖို့ရွေထားလည်းဖြစ်ပါလေ။စူပါဂျန်ကဝမ်ပထမဆုံးပွဲမှာအမှတ်နဲ့အငင်းပွားပွဲဟာရှုံးခဲ့ပါလေ။ဒါပေမဲ့စူပါဂျန်ဝမ်ကစားမပွားဒုတိယပွဲကတော့ဂုံစရာကောင်းလွန်ခဲ့ပါလေ။ စူပါဂျန်ကဝမ်ကစားမပွားဒုတိယပွဲမှာထိုင်းဖိုက်တာဒန်းနဲ့ကစားခဲ့ရတာပါဒန်းကစူပါဂျန်ထက်အရက်နှစ်လက်မလောက်ပိုမြင့်ပြီးတော့ဝိတ်လည်းပိုများတယ်ဝမ်ပထမဆုံးပွဲဖြစ်လို့မျောလင်းချက်ကြီးပေမဲ့ဒန်းကစူပါဂျန်ရဲ့ပညာနဲ့မာကွန်ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူးဝမ်ပထမဆုံးပွဲမှာအငင်းပွားပွဲဟာဆုံးထားတဲ့စူပါဂျန်ကသူ့ရဲ့ဘောက်ဆင်စကေးကိုပြသသွားတယ်လက်သီးတွဲလုံးတွေခန္ဓာကိုယ်အရင်းအွဲတွေနဲ့တကယ်ကိုမိုက်ပါတယ်ဒန်းကမွေတိုင်းပိုဆန်ပြီးတော့မာကွန်လည်းမြင့်တယ်ဂျိုဝမ်လည်းလဲမကြခြင်းနဲ့မာနာကလည်းတိတ်ပြီးကြီးပါတယ် ။စူပါရီကျန်းရဲ့အတင်းတိုးဝင်လက်သီးတွဲလုံးတွေကိုကြမ်းကြမ်းခိုင်းနေနိုင်ပွဲရှာခဲ့တယ်။ဒါပေမဲ့စူပါရီကျန်းရဲ့လက်သီးတွဲလုံးတွေကိုဒန်အချိန်ကြာကြီးတောက်မခံနိုင်ခဲ့ပါဘူး။စူပါရီကျန်းကဒန်ကိုအနိုင်ယူပြီးတော့သူ့ရဲ့ဝမ်ကစားမပွားပထမဆုံးနိုင်ပွဲကိုပိုင်ဆိုင်ခဲ့တာပါ။ဒန်ရဲ့ပွဲတော်ကစူပါရီကျန်းရဲ့တီကြလှပတဲ့လက်သီးတွဲလုံးတွေကိုချက်ထရီသဘောကျသွားပုံပါပဲ။စူပါရီကျန်းနိုင်ပွဲကပူချမ်းပြီမဲ့စူဂျေးမရခဲ့တာစိတ်မကောင်းဖြစ်ရပြီမဲ့ဂျက်ထရီရဲ့စိတ်ထဲစူပါရီကျန်းရောက်ရှိခဲ့ပါလိမ့်မယ်ဒါကြောင့်လဲစူပါရီကျန်းဂုံကိုထပ်ပြီးတော့မြင့်ပေးမဲ့ အမိုက်စားပွဲပွဲကိုဖန်တီးပေးခဲ့တာပါ။စူပါချန်ကဘောက်ဆင်စကိတ်ပြသထားလို့ဘောက်ဆင်ချန်ပီယံဆန်ကာတင့်နဲ့ပွဲတည်ပေးခဲ့တာဖြစ်ပါလိမ့်မယ်။စူပါချန်ကလက်သီးတွဲလုံးကောင်းပြီးတော့နေစနစ်ပိုင်နိုင်သူပါ။ဒါပေမဲ့တစ်သလုံးဘောက်ဆင်ထိုးလာသူနဲ့လက်သီးချင်းရှင်လို့မရပါဘူး။ဝမ်ကဆန်ကာတင့်ကိုပရိုမိုးရှင်းစင်းပေးနေတာပါ။သူတို့သဘောကျတဲ့ fighter ဆိုရင်ချက်ထရီကဆုံးဆုံးနိုင်နိုင်မျက်နှာသာပေးတတ်ပါလိမ့်။ဘရိုနီကာလည်းအလဲကွဲဆုံးမိမယ်စူချေးပေးခဲ့တယ်လို့မျိုးပေါ့။အခုလဲချက်ထရီကသူသဘောကျတဲ့လူငယ် fighter နှစ်ယောက်ကိုပွဲတည်ပေးလိုက်တာပါ။ ကေပောင်စင်ပွဲဖြစ်လို့ဆန်ကတိတွက်ပို့ပြီးတော့အားသာချက်ရှိနေပါလေတန်းစင်နဲ့ထားခဲလို့ပွဲလိုမျိုးဖြစ်လာမလားဆိုရင်တော့ပြောရခက်ပါလေတေချာတာကကေပောင်စင်ကစားမတွေကပြော့ပါလေအထီးမခံနိုင်ကြပါဘူးဆန်ကတိကထားခဲလို့လောက်ကေပောင်စင်မကောင်းပါဘူးတန်းစရာထားခဲလို့ကိုရှုံးခဲ့ပြီမဲ့နော့ကဒေါင်းလုံးနိုင်ခဲ့ပါလေစူပါဂျန်လည်းပါနိုင်မယ်ဆိုရင်ဆန်ကတိနဲ့ပွဲမှာအမှတ်ရနိုင်ပါလေလက်သီးဆိုင်ထိုးရင်စူပါဂျန်ခံရနိုင်ပါလေအောက်တော့ရှင်းအနေသားတွေလုတ်ပြီးတော့ဆန်ကတိကိုချိန်ချောက်ရပါမယ်စူပါဂျန်တို့ဆန်ကတိကခတ်ခဲနိုင်ပါလေ ဟုတ်ကဲ့ဒီဘက်ကတော့လောက်ပါပါခင်ဗျာစူပါဂျန်တော့ဆန်ကာတင်းနဲ့ဒီရအောင်မယ်ဆိုတော့ဒီဘွဲနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြလဲဘလို့ရလာဖြစ်မယ်ထင်းလဲဗျပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ